မင်္ဂလာပါဗျ2025ခုနှစ်အောက်တိုဘာလ25ရက်နေ့မင်္ဂလာနှစ်နှစ်ခင်းဖြစ်ပါတယ်ဒီမနက်ခင်းလေးမှာကျွန်တော်ဆွေးနွေးတင်ပြနေတာလားဒီကတော့ဗိုလ်ချုပ်မူကြီးအာဆီယံထိပ်သီးစည်းဝေးကိုတက်ချင်းမတက်ချင်းကိစ္စနဲ့ပတ်သက်ပြီးအပရမရဲ့ပိုင်းကတော့အခုကျော်မင်းမင်းတို့ဘာလို့ပြောတာတက်ဖြစ်တယ်နိုင်ငံကလူကြီးချင်းနဲ့တွေ့မယ်ဘာညာပြောတယ်အခုကျတော့ဟိုဘက်ကကလေးတွေကမလေးရှားဝန်ကြီးချုပ်ကထုတ်ပြန်တဲ့စာပေါ်မှာမူတည်ပြီးတော့အဲနိုင်ငံတော်ကြီးကဲ အဆင်ဒေဒီစီဝေးကိုမတက်ဖြစ်ဘူးပေါ့အဲ့ဒါမှသူတို့ကဘာပြောချင်းလဲသူကပဲမဖိတ်တဲ့တရားနော်မဖိတ်လို့ပဲမတက်ကြရအောင်ဒီလိုတွေပြောကြတာပေါ့အဲ့တော့ကျွန်တော်တွေးကြည့်တယ်သူတို့တွေကဟိုကလေးတွေပါဘာမှတော့ဒီလိုပြောနေကလေးကောင်းလေးတွေလဲ laptop လေးတစ်လုံးဖုန်းလေးတစ်လုံးနဲ့ဒီ internet line တွေရှိတော့ပြောနေအဲ့ဒီအဆင်တည်တည်ကွေကွေဘာမှညာဟုတ်ကောင်းလေးတွေကနိုင်ငံတော်အကြီးကဲနိုင်ငံတော်အဆင်ကို နိုင်ငံရေးစကားကြီးကြီးအကြီးအကျယ်ပြောနိုင်ငံတော်လူကြီးတွေကိုပြည့်ရည်ပြူအမဲသူတို့ကပဲဟိုနိုင်ငံတော်ကြီးကဲကိုပြည့်ရည်ပြူပြူနေတဲ့စကားတွေပေါ့ဗျဒီမှာဘာတွေ့ရှိရလဲဆိုတော့ယူနန်နန်နေပေါ့ဗျာဘာဖြစ်လို့ဆိုကိုနဲ့မတန်မရာတွေကာစီယန်ဒေတီစီဝေးတက်ချင်းမတက်ချင်းကနိုင်ငံရေးမူဝါဒပေါ့နိုင်ငံခြားရေးမူဝါဒနဲ့သက်ဆိုင်နေပေါ့အဲဟိုကလည်းဖိတ်ချင်းမဖိတ်ချင်းကနိုင်ငံတကာစံချိန်စံညုံးနဲ့သက်ဆိုင်နေအဲ့တော့ ဘုဇုံမူကြီးနေနဲ့လည်းဒီဝင်းဝိုင်းကိုတက်မယ်ဆိုရင်ကိုနဲ့တွေ့ရတဲ့လူတွေကကိုကိုလိုလားတဲ့လူတွေမဟုတ်ဘူးကိုကိုအမြဲတစေဒုက္ခပေးနေတဲ့အမြဲတစေနှောက်ရှက်နေတဲ့ရဝန်းတစ်ခုမှာသွားရမယ်ကိုရဲ့မိဖက်တွေမြေနိုင်ငံရေးမိဖက်တွေမရှိတဲ့အခါကျသူမသွားတာလည်းဖြစ်မှာပေါ့အဒီနီယာမှာတရုတ်တို့ရုရှားတို့လိုဘီလာရုစ်တို့လိုအိန္ဒိယတို့လိုပါလာရင်တော့ဘုဇုံမူကြီးလည်းသွားခြင်းသွားမှာပေါ့အဲ့ဒါမပါဘဲနဲ့ဟိုကိုနှိတ်ကုန်မဲ့ဖွဲ့စည်းဒေကြီးပဲဆုလုံမဲ့အစည်းအဝေးမှာတော့နိုင်ငံတော်ကြီးကဲရဲ့ဂုံတိတ်ခါအနေနဲ့ကို့ကို ရဲလိုလာတဲ့ရုံမှုတွေတော့မတက်တာလည်းဖြစ်မှာပေါ့ဒါကတော့ကျွန်တော်ကိုပိုင်ပုဂ္ဂိုလ်ကြီးပုဂ္ဂလိကအမြင်ပါအဲ့တော့အဲ့ဒါလေးတွေကိုသူတို့ကတက်မယ်ဆိုတော့လည်းပူလောင်နေကြတာတက်လို့ရှိရင်နိုင်ငံကြီးနိုင်ငံကြီးမူဝါဒအောင်မြင်သွားပြီပေါ့နော်နိုင်ငံကြီးမူနိုင်ငံတကာအသိမှတ်ပြုမှုခြိလန်းတာပါပြီဆိုပြီးပူလောင်နေကြတယ်အခုမတက်ဖြစ်ဘူးဆိုတော့ထအားရဝန်တာနဲ့ထပြောနေကြတယ်အဲ့တော့ဒီဟာလေးတွေကိုကြည့်ပြီးတော့ပဲအောက်ကမန့်နေပြည်သူပြည်သားတွေကအဲ့ဒီပုံမှာဝန်တာဝန်နဲ့ဖြစ်နေကြတယ် ဒါအမတန်အဲ့ဒီမင်းတို့အားကိုးယုံကြည်ပြီးအဲ့ဒီကိုပြောနေကောင်းလေးတွေလည်းဘာမှမဟုတ်ဘူးခလေးတတာအစင်းလေးတွေချင်းချင်းပြောနိုင်ငံရေးနယ်ပယ်မှာလက်တွေ့ကြကြအသုံးချမယ်ဆိုဘယ်နေရာမှာလူရမဝင်တဲ့ဟာတွေဖုန်းရှိလို့အင်တာနက်လိုင်းပေါ်လာလို့တို့မစားဘွာကမှပြောယုံပြီးဘာမှမရှိဘူးအဲ့ဒါတွေကိုအာရုံထားမနေနဲ့အဲ့တော့ကိုတို့ပြောချင်တာကဒါနိုင်ငံခြားရေးမူဝါဒနိုင်ငံတော်ကြီးခဲ့တယ်သူဖောက်သူဖရိန်နေနဲ့သူတိုင်းနဲ့သူသွားနေတာတိုင်းလက်မရှိတဲ့အချိန်ခါတစ်ခုကြာရင်တက်လာမှာပဲအဲ့တော့မင်းတို့နိုင်ငံတော်ကြီးခဲ့တယ်ကိုဖြုတ်ချဖို့လို့ စစ်ဖက်ကြီးကဗိုလ်ချုပ်ကြီးတွေအကြောင်းတွေဝေဖန်ဖို့လို့ဗိုလ်ချုပ်ကြီးတွေဖြုတ်ချဖို့လို့တော်လိုက်ဒီအကြောင်းတွေမပြောနဲ့ပြည်သူလူထုတယောက်အနေနဲ့ကိုနေတဲ့ရန်ကုန်မှာကိုယ့်ရဲ့ရက်ွက်ကြီးရောအုပ်စုအုပ်ချုပ်ရေးမှူးကောင်တယောက်ကိုပဲမင်းတို့ရွေးပြီးတင်ထောင်အောင်ကြိုးစားနော်ရက်ွက်ကြီးရောအုပ်စုအုပ်ချုပ်ရေးမှူးကောင်ကောင်လေးကိုရွေးပြီးတင်ထောင်အောင်ကြိုးစားနောက်မြို့နယ်မှာတာဝန်ယူမဲ့မြို့နယ်မှာတာဝန်ရှိပုဂ္ဂိုလ်ကောင်ကောင်လေးကိုဝိုင်းပြီးရွေးချယ်နိုင်အောင်ကြိုးစားမင်းတို့နဲ့နိုင်ငံတော်အစီအစဉ်နိုင်ငံခြားရေးအစီအစဉ်ရဲ့လက်လန်းမမီဘူးဒါလေးကိုပြောချင်ပါတယ် ကျေးဇူးတင်ပါတယ်ကိုနဲ့တန်ရတန်ရပဲကောင်းပါလေကွာကျေးဇူးတင်ပါ